ကျပ်ပြုံမြို့နယ်တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖက်ကကြာဆုံးနာရီနဲ့ထွက်ပြေးရာတွေများလာနေတဲ့အတွက်ကြောင့်စစ်ကူတပ်သားတွေကိုပို့ဆောင်နေရမှာရေတပ်စီရင်ရင်တွေနဲ့ညအချိန်မှာရှုဝက်စွာပို့ဆောင်နေတယ်လို့အရခတပ်တော်နဲ့နှိစက်တဲ့မြေပြင်စီရင်တရင်ရင်မြစ်တခုကနရီစရာကိုအတည်ပြုပြောဆိုပါတယ်။စီရင်သဘောအရနေဘတ်တွေမှာပို့ရင်ရှုဝက်ချက်တွေပေါက်ကြားမှာကိုကြောက်တာကြောင့်စစ်တပ်ဖက်ကနေကင်းနဲ့နေလေဘတ်တွေထက်ညအချိန်မှာပို့ပြီးပို့ဆောင်လာနေတာဖြစ်တယ်လို့သိရပါတယ်။ ဒီရပိုင်းအတွင်းညအချိန်စစ်ကူပို့တာနှစ်ခါရှိပြီးဖြစ်ပြီးတစ်ခါပို့ဆောင်လို့ရှိရင်စစ်တပ်အင်အားရရှိပါဝင်တယ်လို့လည်းသိရပါတယ်။စစ်ကူတပ်သားတွေကိုစစ်ရင်ရင်တွေနဲ့ရန်ကုန်ဘက်ကနေပို့ဆောင်လာပြီးမန်အောင်ပင်လယ်ပြင်မှာရန်နာကအဲ့ဒီကနေမှတဆင်ကန်ထိုးစစ်ရင်ရင်တွေနဲ့ကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်ဒညဝတီရေတပ်ဌာနရှုပ်ကိုရှုပ်ဝတ်စွာပို့ဆောင်နေတာဖြစ်တယ်လို့လည်းစစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ကြောက်ဖြူမြို့အပြင်ဘက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာတနေ့ထက်တနေ့ပြင်းထန်လာနေတယ်လို့ စစ်ကောင်စီဘက်ကစစ်ကြောင်းတွေအလိုက်ထွက်ပြေးပျောက်ဆုံးမှုတွေလည်းရှိနေတယ်လို့ဒေသတွင်းမြေပြင်သတင်းတွေအရသိရပါတယ်ရှင်။